အားလုံးပဲမင်္ဂလာပါဒီတစ်ခါတော့ကျွန်တော်အလွယ်ကူဆုံးပေါ့နော်အဲဒီပုံရဲ့နောက်ခံတွေ background တွေဘယ်လိုဖြည့်ရမလဲပေါ့နော်အဲ့ဒါကျွန်တော်တစ်ချက်ရှင်းပြမယ်ပေါ့နော် Okay ကျွန်တော်တို့အရင်တော့ဒီပုံတစ်ခုကိုဆက်လက်ပေးတဲ့အခါကျွန်တော်တို့ပန်တူးတွေဒီလာဆိုတူးတွေအများကြီးသုံးတယ်ပေါ့နော်ပုံတစ်ခုဖြတ်တာအကြာကြီးကြတယ်ခုနောက်ပိုင်းကျတော့ AI ပါလာတယ် ဒီနောက်ခံတွေကအရင်မရှုပ်သေးဘူးအရင်ရှင်းနေရဟာမျိုးအဲစပင်တွေကလည်းတက်တက်ရဲရဲနဲ့တေချာလေးဖြစ်နေတဲ့ဟာမျိုးဆိုရင်ရင်လွယ်ပါတယ်ကျွန်တော်ရင်ဆုံး layer ပွားလိုက်မယ်ပေါ့နော် okay ပွားပြီးရင်ကျွန်တော်ဒီနေရာမှာ properties နေရာမှာ select subject ရှိတယ် back remove background ရှိတယ်ပေါ့နော်တကယ်လို့မြတ်ဒီ properties ကမပေါ်ဘူးဆိုရင်ကျွန်တော်တို့ window ကိုသွားလိုက်သွားလိုက်ရင်ဒီမှာ property ရှိတယ် okay အဲ့ဒါဆိုရပြီကျွန်တော်တို့ဒီ remove background နှိပ်ကြည့်လိုက်မယ်ပေါ့နော် okay အဲ့ဒါဆိုရင်ကျွန်တော်တော့ပြီးပြီဒီဟာတိတာအောင်ကျွန်တော်နောက်ခံကိုအရင်ပြောင်းလိုက်မယ်ပေါ့နော်ဒီမှာကြည့်လိုက်တော်တော်လေးကိုအဆင်ပြေတဲ့ထဲပါတယ်ပေါ့နော်ဒီမှာဒီနားလေးမှာတော့ကျွန်တော်တို့လာဆိုသူနဲ့ထပ်ပြီးတော့ကင်လိုက်မယ်ပေါ့နော်ဒီနေရာလာဆိုသူနဲ့ဒီမှာ layer mask ပေးထားတာမို့လို့ကျွန်တော်ဒီ layer mask ပေါ်မှာ เนาะ alt ထားနဲ့ delete နဲ့လုပ်လိုက်မယ်ပေါ့နော်ညမှာ zoom ဆွဲတဲ့ဟာကျ z နဲ့ပေါ့နော် z z ကိုနှိပ်ပြီးတော့ကျွန်တော်တို့ zoom ဆွဲလိုက်ရုံပဲ okay ကျွန်တော်တို့အပေါ်အောက်သွားတဲ့ဟာကျတော့ဒီ space bar ဖြီးပြီးတော့သွားတယ်အဲဟော okay အဲ့ဒါဆိုရင်ကျွန်တော်တို့ပုံကောင်းကောင်းလေးတစ်ခုရပြီ ကလစ်တစ်ချက်လေးနဲ့ပေါ့နော်အဲစပင်တွေရှိုးပွားတာမျိုးဆိုရင်ကျွန်တော်တို့ background တစ်ခါပေးလိုက်မယ် okay select subject လောက်လိုက်မယ်ပေါ့နော် okay အဲ့ဒါပြီးရင်ဒီမှာကြည့်လိုက် select subject လို့ဖြစ်တယ်ဒါပေမဲ့ဒီမှာအနာအဖွာတွေပေါ့နော်ကျွန်တော်တို့ဒီဒီအနောက်ကဟာတွေမပါလာဘူးပေါ့နော်ဆိုတော့ဒီဟာပါလာအောင်ကျွန်တော်လာဆိုသူနဲ့လာဆိုသူနဲ့ထပ်ပြီးတော့ပေါင်းလိုက်မယ်ပေါ့နော် okay အဲ့ဒါပြီးရင်ကျွန်တော် select and mask ပေါ့နော်အဲ့ဒါမဟုတ်ဘူးဆိုလဲဒီ window menu က select နေရမှာ select and mask ဆိုပြီးတော့တွားလို့ရတယ်အဲ့ဒါပြီးရင်ကျွန်တော်ဒီနေရာမှာ refine refine at brush ပေါ့နော်ဒီဟာဒီဟာရွေးလိုက်တယ်ရွေးပြီးရင်ကျွန်တော်ဒီဖြတ်ချင်တဲ့နေရာတွေပေါ့နော်ဖြတ်ချင်တဲ့နေရာတွေကိုကျွန်တော်ဖြတ်လိုက်တယ်ဒီနေရာမှာဆိုရင် လက်ကပါသွားတယ်ဒါပေမဲ့ခဏထားလိုက်အောင်ကျွန်တော်တို့ပြန်သွားမယ် โอเคโอเคအဖြူရှိတဲ့နေရာကြီးပေါ့နော်โอเคရပြီဒီနေရာမှာလည်းကျွန်တော်လုံလိုက်မယ်ဒီနေရာမှာကျွန်တော်တို့ brush size သေးရင်လည်းသေးလိုက်ပါနော်โอเคအဲ့ဒါဆိုရင်ကျွန်တော်တို့ရပြီပေါ့နော်ဒါပေမဲ့ဒီနေရာမှာလက်တွေကပါသွားတယ်ပါသွားတဲ့နေရာတွေအချင်းမှာ ဒီမှာတစ်ခါရေပြန်ပြောပြင်လို့ရရပါတော့။ Okay ဒီလက်ကဒီ ठी လောက်ထင်တယ်။ Okay ပြီးရင် sorry 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 Okay ထပ်ပေါင်းလိုက်ပါတော့နော်။ဒီနေရာမှာကျွန်တော်ဖြတ်မိတဲ့ဟာတွေပေါ့နော်ဒီမှာပြန်ပြီးတော့ပေါင်းလို့ရရင် ဒီမှာနှစ်ကလည်းပါသွားတယ်ဒီမှာโอเคအဲ့ဒါပြီးရင်ဒီအင်ဂျီမှာလည်းပါသွားရပါတော့ဆိုတော့ကျွန်တော်ပါသွားတဲ့နေရာတွေโอเคအဲ့ဒါဆိုရင်ကျွန်တော်ရပြီပေါ့နော်ဒီနေရာမှာကျွန်တော် layer mask output ပေါ့နော် layer mask လုတ်လိုက်မယ်โอเคနောက်ခံမှာခုနပုံလိုမျိုးပဲ color ပါလာတယ်ဆိုရင်ကျွန်တော်ဘယ်လိုလုပ်ရမလဲပေါ့နော်ဆိုရင် ဒီနေရာမှာကျွန်တော်ဒီ layer mask နေရာမှာဘောနော် alter key ဖြည့်လိုက်တယ်ဖြည့်ပြီးရင်ကျွန်တော်ဒီအောက်ကနေရာမှာ solid color ဆိုပြီးတော့ color တစ်ခုယူလိုက်တယ် okay ဘာ color မဆိုကျွန်တော်ရရပေါ့နော်ကျွန်တော်နောက်မှပြင်လို့ရတယ် okay ပြလိုက်မယ်ပြပြီးရင်ဒီဟာကို alter ဖြည့်ပြီးတော့ကျွန်တော် clipping mask လောက်လိုက်မယ်အဲ့ဒါမဟုတ်ဘူးဆိုလဲ right click ထောက်ပြီးရောဒီနေရာ create clipping mask ပေါ့နော်အဲ့လောက်လိုက်မယ်လောက်ပြီးရင်ဒီနေရာမှာ control နဲ့ i နဲ့ပြောင်းလိုက်မယ် okay အဲ့ဒါဆိုရင်ကျွန်တော်တို့ရပြီပေါ့နော်ပြီးရင်ဒီ color နေရာမှာပေါ့နော်ဒီ color နေရာမှာကျွန်တော်လိုချင်တဲ့ color တခုကိုကျွန်တော်ဖြည့်လိုက်ရုံပဲနောက်တစ်ခုသွားမယ် okay ဒီမှာပေါ့နော်ဒီနေရာမှာဆိုရင်ကျွန်တော်တို့ ဒီအနောက်ကဟာကိုဖြတ်ချင်တယ်ပေါ့နော်အဲ့လိုမျိုးဖြတ်ချင်တယ်ဆိုရင်ကျွန်တော်တို့ဒီမှာ ကြတော့ sky blue ပေါ့နော်ဒီဒီ blue ရှိတယ်အဲအကြောင်းဒီ channel နဲ့ခွဲလို့ရတယ်ဥပမာကျွန်တော်ပထမဆုံးအနေနဲ့ဒီမှာ layer ရင်ပွားလိုက်မယ်ပွားပြီးရင်အဲဒီနေရာမှာ solid color တခုအရင်ပြောင်းထားလိုက်မယ်ပေါ့နော် okay ထားလိုက်โอเคအဲ့ဆိုကျွန်တော်ဒီ layer ပေါ်မှာ နင်းလိုက်တဲ့နေပြီးရင်ကျွန်တော် channel လေးဝင်လိုက်မယ် channel ကဒီမှာမရှိဘူးဆိုရင်ဒီနေရာမှာအဲ window menu နေရာမှာ channel ရှိတယ်ပေါ့နော်ဒီ channel ကိုဖွင့်လိုက်ရပြီပေါ့နော် okay အဲ့ဒါပြီးရင်ကျွန်တော်တို့ဒီ RGB ကကျွန်တော်တည့်ရတိုင်းပဲ red နဲ့ green နဲ့ blue ပေါ့နော်ဒီနေရာမှာ red ဆိုရင်ဒီမှာသိပ်ပြီးတော့မကွဲဘူးပေါ့နော် okay green ဆိုလည်းသိပ်ပြီးတော့မကွဲဘူး blue ဆိုရင်ဒီမှာကြည့်လိုက်ဒီ subject နဲ့နောက်က မိုးမိုးပြနေပါတော့တော်တော်လေးကို꿰နေတယ်အဲ့ဒါဆိုရင်ကျွန်တော်ဒီနေရာမှာ blue ကိုကျွန်တော် layer ပွားလိုက်ပြီးပွားပြီးရင်ဒီ layer ပေါ်မှာ control l ဆိုပြီး level ခေါ်လိုက်မယ်အဲ့ဒါမဟုတ်ဘူးဆိုလဲဒီနေရာမှာ image ပေါ့နော် adjustment နေရာမှာ level ဆိုပြီးခေါ်လိုက်အဲ့ဒါပြီးရင်ဒီနေရာမှာဒီ mode တွေရရှိနေရပါတော့ဆိုရင်ကျွန်တော် မိုးတိမ်တွေရှိတဲ့ဟာကိုဒီမှာအဖြူနဲ့ထပ်ဖြည့်လိုက်မယ်ထပ်ဖြည့်ပြီးရင်ဒီနေရာမှာဒီလိုင်းတွေကနည်းနည်းလေးဟိုဖြစ်သွားပြီပေါ့နော်ပျောက်သွားတယ်ဆိုတော့ဒီလိုင်းတွေရောဒီမစ်ထုံးတွေရောကျွန်တော်ထပ်ပြီးရောလှုပ်လိုက်မယ်ပေါ့နော် Okay ဒီအရောက်ဆိုရပြီပေါ့နော် Okay ပြလိုက်မယ် Okay ပြပြီးရင်ဒီဟာကိုကျွန်တော် hole ဒီ control ဖြီးပြီးတော့ ီပေါ်မှာပေါ့နော်ဒီဒီပေါ်မှာကျွန်တော်နှိမ့်လိုက်ပြီဆိုရင်ဒီမှာ selection ဝင်လာပြီပေါ့နော် selection ဝင်လာပြီဆိုရင်ကျွန်တော် layer တွေကိုပြန်သွားလိုက်မယ်သွားပြီးတော့ဒီနေရာမှာ clipping mask ထုတ်လိုက်မယ်ပြီးရင်ဒီ clipping mask နေရာကိုကျွန်တော် control i ဆိုပြီးတော့ပြောင်းလိုက်မယ်ပေါ့နော် okay အဲ့ဒါဆိုရင် ကျွန်တော်တို့လိုချင်တဲ့ color ရပြီပေါ့နော်ဒီနေရာမှာ သူ့ရဲ့ကာလာဟိုဟာရှိသေးရယ်ပေါ့နော်မိုးမိုးဒီအပြာရောင်ရှိသေးရယ်အဲ့ဒါဆိုရင်ကျွန်တော်တို့ကာလာတစ်ခုခုဖြတ်ချင်တယ်ဆိုရင်ဒီနော် blue ကိုနှိပ်လိုက်တယ်နှိပ်ပြီးရင်ဒီနေရာမှာဒီပြာရောင်အကုန်လုံးကိုကျွန်တော်ဖြုတ်ချလိုက်တယ် okay အဲ့ဒါပြင်ဒီဟာကို clipping mask အုပ်လိုက်တယ်ဒီမှာပေါ့နော် okay ရပြီတကယ်လို့များဒီနေရာမှာ ဒီအမဲဆက်ရှိသေးရဲ့ဆိုရင်ကျွန်တော်တို့အမဲနဲ့ layer mask ပေါ်မှာအမဲနဲ့ဖြတ်လိုက်ရုံပဲပေါ့နော်နောက်တစ်ခုကကြတော့ကျွန်တော်တို့အာ channel နဲ့ခွဲမခွဲတော့ကျွန်တော်တို့ color နဲ့ခွဲတော့မယ် color နဲ့ခွဲတော့မယ်ဆိုရင်ဒီနေရာမှာကျွန်တော်ပထမဆုံးအနေနဲ့ layer ကိုပွားလိုက်တယ်ပွားပြီးရင်ကျွန်တော်နောက်ခံတည်တောင်ပေါ့နော်ကျွန်တော်နောက်ခံတစ်ခုခုထားလိုက်မယ် okay ဒီနေရာနောက်ခံပိုးလိုက်မယ်ဒီနေရာမှာ layer ကို select လုပ်လိုက်တယ် select လုပ်ပြီးရင် ဒီ menu ဘာနေရာက select နေရာမှာကျွန်တော် color range ရှိတယ်ဒီ color range ကိုနှိပ်လိုက်တယ်နှိပ်ပြီးရင်သူကတော့ပြထားပိုင်းရရှိမှာပေါ့နော်ပြီးရင်ကျွန်တော်တို့လိုချင်တဲ့ဟာဒီမှာကြည့်လိုက်ကျွန်တော်ပုံဝင်ကြည့်မယ်ဆိုရင်ဖြတ်ချင်တဲ့နေရာတွေကအဖြူရောင်အဖြူရောင်တယ်ဆိုတော့ကျွန်တော်တို့အဖြူရောင်နှိပ်လိုက်မယ်အဖြူရောင်နှိပ်လိုက်တယ်နှိပ်ပြီးရင်ဒီမှာကြည့်လိုက်ကျွန်တော် fastness ဆိုပြီးရရှိတယ် ကျွန်တော်တို့ဘယ်လောက်ထိပေါ့နော်ဒီမှာ okay ဘာလို့လဲဆိုတော့ဒီနေရာမှာဒီတိုင်နေရာမှာလည်းအဖြူရောင်ရှိတယ်အဲအကြောင်းကျွန်တော်တို့သေချာချိန်ရမယ် okay ဒီဒီမှာနဲလေဒီမှာကြည့်လိုက်ကျန်တဲ့အမဲပါတဲ့ဟာတွေပေါ့နော်ကျန်တဲ့အမဲပါတဲ့ဟာတွေအဲပပပပလာတယ်အဲအကြောင်းကျွန်တော်တို့အဲ့ဒါလည်းမရှိချင် မရှိစေချင်ဘူးအဲ့ဒါဆိုရင်ကျွန်တော်တို့ဒီမှာထပ်ပြီးတော့ပေါင်းလိုက်တယ် okay ဒီအဖြူတွေကလုံးဝဖြူဖြစ်သွားပြီ okay ဒီလောက်ဆိုရပြီအာကျွန်တော် okay ပြလိုက်မယ် okay ပြပြီးရင်ဒီနေရာမှာဒီနေရာမှာ layer mask ကိုနှိပ်လိုက်မယ်နှိပ်ပြီးရင် control i ပေါ့နော်နှိပ်လို့ရတယ်ဒီမှာကြည့်လိုက်ကျွန်တော်ပုံတစ်ချက်ပြန်သွားမယ်ဒီနေရာတွေမှာ ုံကပါမလာဘူးပေါ့နော်အဲ့လိုမျိုးဆိုရင်ကျွန်တော်တို့ဒီ layer mask ပေါ်ဖိပြီးတော့နှိပ်ထားပြီးတော့ဒီညမှာကျွန်တော်တို့လိုချင်တဲ့ဟာပဲပေါ့နော်အဲ selection ပေးလိုက်တယ်ပေးပြီးရင်ကျွန်တော်တို့ control enter နဲ့ခောက်ပြီးတော့ selection ဝင်လိုက်တယ်ပြီးရင်အာ control delete နဲ့ပြန်ပြီးတော့ color ပြန်ဖြည့်လိုက်တယ် โอเค selection ပေးတဲ့ဟာကဒီလောက်ပဲပေါ့เนาะတကယ်လို့မြန်မရှင်းတာရှင်ဒီ comment မှာပဲဖြစ်ဖြစ်ပေါ့เนาะမေးလို့ရတယ်လို့ကြိုင်နေတတ်တယ်ဆိုလဲအဲ like and comment subscribe ပေါ့เนาะလုပ်ထားလို့ရပါတယ်နောက်ဗီဒီယိုမှာတွေ့ကြမယ်ပေါ့เนาะ